အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ရုံမှာဘဲနဲ့တမင်တွေ့ပါတယ်ကိုရီးယားလိုဆိုရင်သူကဂျာဂျမ်ဘပ်လို့ခေါ်ပါတယ်အထက်မှာသူကအာလူးရယ်မုံလောက်ဦးအနီးရယ်ကစုံဦးလေးရယ်ပါပါတယ်သူကတမင်နဲ့စားရင်အရန်စားအောင်ပါတယ်ကျွန်တော်တို့အဲ့ဒီဘဲခေါက်ဆွဲမှာပါတယ်ဒီဘဲနဲ့နဲ့စင်တူပါတယ်အဲသူရဲ့ရသားတော့သူကအငန်ဖက်နဲ့နဲ့သွားပါတယ်တဲမတော့ကော်ဖီထုတ်နေတဲ့ပါဝါတယ်ပြီးရင်ကျွန်တော်တို့ဆက်ယုံမှာဒီနေ့ကျုပ်ဟိန်လည်းကျွေးပါတယ်တော့တော့ဝါဥလိုမျိုးနေတဲ့ဟာလေးပါ အဲဒီဘက်ကတော့ပဲတော့ပါကျုပ်ဥကိုကျွန်တော်တလုံးပဲယူခဲ့ပါတယ်။ပြီးတော့တော့သူကမုံတော်ဥအချိန်လေးပါ။ကတ်တူကီလို့ခေါ်ပါတယ်။ဒီဘက်မှာတော့သူကမုံတော်ဥအချိန်မှာပဲသူကနှမျိုးလှုပ်ထားတာပါ။အယောင်ဖြောဖြောနဲ့ဟာတော့သူအရသာလေးနည်းနည်းပေါ့ပါတယ်။ဒီအယောင်အဝါယောင်လေးနဲ့ဟာတော့သူကအရသာနည်းနည်းစူးပါတယ်။ချိန်စူးစူးနေပါလေ။ဒါတော့ဝတ်တာချောင်းကြော်လေးပါ။သူအချိုးကြော်ထားတာပါ။အဲဒါလေးကတော့သူကဝတ်တာပြကြော်ပါ။ အဲဒီဝတ်သားပြားကြော်လေးစားလို့ကောင်းပါလေသူကဝတ်သားကိုကြိတ်ပြီးတော့မုံညင်းလေးနဲ့ကြော်လာတာပါသူရဲ့မုတ်သားတွေကသူကနည်းနည်းလေးမာပါတယ်အဲဒီမှာမမာလေးနဲ့နေပါတယ်အဲသူတို့ကဒီမတ်တင်မှာရောင်းတဲ့အဲဒီဝတ်သားပြားကိုသူတို့မုံညင်းလေးနဲ့ကြော်လာတာပါအဲသူရဲ့အရသာတော့သူကနည်းနည်းပေါ့ပေါ့နဲ့နေပါတယ်သူကအဲဒီ sauce နဲ့စားရင်စားအောင်ပါလေ ဒီမှာဘာထဲမှာတော့ဝတ်တောကိုကျပြီးတော့အဲဒီမုံညင်လေးနဲ့ပြန်ပြီးကြော်လာတော့ပေါ့အကိုရီးယားတွေမှာအဲဒီဝတ်တာပြားကြော်တွေအများကြီးရှိပါတယ်ဒါလည်းတော့ kimchi ပါဒီ kimchi လေးကတော့တမျိုးပါဒီလေးနဲ့စားကောင်းမှလည်းသူအရင်မချင်ပါဘူးရပါလေကောင်းပါလေအပီးရင်ကျွန်တော်ဆက်ရုံပါဒီနေ့မုံလောက်ဥဟင်းချူကြွေးပါတယ်ဒီမုံလောက်ဥဟင်းချူလေးအရင်တောက်ခေါ်ပါလေသူကပစော၆တိတိလေးနဲ့ချစ်ထားတာပါ ဲ့ဒီပန်းနဲ့ထမင်းနဲ့ဒီဟင်းချူလေးနဲ့ရန်လိုက်ပါတယ်။ဟိုဟင်းချူလေးတောက်ချင်စားလေးပါ။အဲကျွန်တော်အဖက်တွေအများကြီးခက်ခက်ပါတယ်ဒီမှာမုံလုံးတွေအများကြီးခက်ခက်ပါတယ်။ဒါတော့ကျွန်တော်တို့ဆက်ယူမှာကြွေတယ်နေလဲစားပါ။အားလုံးပဲထမင်းစားကြပါအောင်။အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်။